မင်္ဂလာပါရှင်ဘာမခက်တဲ့တရင်ဌာနရဲ့ထိတ်တန်းတရင်တွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဦးဆုံးဒေါံဆန်းစုကြည်နဲ့ဖန်းစီကန်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအင်ဖြူတော်ရှိဆန္ဒထုတ်ဖော်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြင့်အပါအဝင်ဖန်ဆီခံနိုင်ငံ၏အကျဉ်းသားများအလုံးလွှတ်ပေးရန်အမေရိကန်ရောက်မြန်မာပြည်ပွားအချို့အောက်တိုဘာလ24ရက်နေ့ကအင်ဖြူရောရှိတွင်ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါသည်ထို့ပြင်မလေးရှားနိုင်ငံတွင်ကျင်းပနေသောအာဆီယံထိပ်သီးညီလာခံ၌နေစဉ်အကြမ်းဖက်ပုံကျဲပြီးအပြစ်မဲ့ကလေးများအပါအဝင်ပြည်သူများကိုတပ်ဖြတ်နေသည့်စစ်ကောင်မရှင်၏ရာဇဝတ်မှုများ ထုတ်ဖော်ရှုံချပြီးပိတ်ဆို့ရေးယူမှုများလှုံ့ဆောင်ပေးရန်တရားမဝင်အတူကြောင့်အလင်းညာရွေးကောက်ပွဲကိုလုံးဝလက်မခံကြောင်းတရားဝင်ထုတ်ဖော်ပြောကြားပေးရန်ကိုလည်းတောင်းဆိုခဲ့သည်ဟုဆန္ဒပြပွဲဥဆောင်သူတဦးဖြစ်သူဦးရှင်အေးကပြောပါသည်အာဆီယံကောင်ဆောင်များထိပ်သီးအစည်းအဝေးသို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မည်ဖြစ်ပြီးအာဆီယံကောင်ဆောင်များနှင့်တွေ့ဆုံမည်ဖြစ်ပါသည်။ ပြီးခဲ့တဲ့စက်တင်ဘာ26ရက်ကလည်းဒေါ်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရသောနိုင်ငံအကျဉ်းသားများလွတ်မြောက်ရေးအမေရိကန်ရောက်မြန်မာပြည်ပေါ်အချို့ကအင်ဖြူရောရှေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြသည်ကြောင့်သိရှိရပါသည်။ဆလတ်တိဆက်ပေးပေတဲ့ရင်ကတော့ပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုပိတ်ပင်ပေးရန်နိုင်ငံတကာသို့အတမ်းမကြီးဥကြုံမထွန်ထပ်မံတောင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာတိုင်းရင်းသားလူနေစုများအပါအဝင်အရက်သားပြည်သူများပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေ၍မြန်မာစစ်အုပ်စုထံသို့လက်နက်ရောင်းချမှုနိုင်ငံတကာကပိတ်ပင်ပေးရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုပါရယ် အော်တိုဘာလာ24ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အကျဉ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီအထွေထွေမူဝါဒရင်းရအစည်းအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းထပ်မံတောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။ မြန်မာစစ်တပ်အတွက်ပြည်တွင်းနဲ့နိုင်ငံတကာမှရရှိသောတမန်ရိုးကျလက်နက်များသည်တရားမဝင်ဆေးအာဏာသိမ်းပြီးနောက်ပိုင်းအရက်သားပြည်သူလူထုကိုအကြမ်းဖက်တိုက်ခိုက်ခြင်းဖိနှိပ်ခြင်းအတွက်သာစစ်အုပ်စုကအုံပြုနေကြောင်းယခုအချိန်ထိလူပေါင်း9400နီးပါးအသက်သေးဆုံးခဲ့ရကြောင်းစေယုစုထံလက်နက်တင်ပို့လွှဲပြောင်းသည့်အဖွဲ့ဝင်နိုင်ငံချုပ်၏လုံရက်များသည့်စေယုစု၏လူသက်မှုများကိုရှင်းလင်းပြတ်သားစွာထောက်ခံအားပေးသည့်လုံရက်များဖြင့်မြန်မာပြည်သူများကရှုမြင်ကြကြောင်းတန်မဲကြီးကပြောပါသည် ဒကမာလုံကဆေးရုပ်စုထံလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထဲပေါ်ရန်နှင့်ပြည်သူများ၏အသံများကိုကဲတင်နိုင်ရန်အတွက်တိုက်လီရင်စီအခြားစစ်ဘက်အရက်ဘက်နှမျိုးသုံးပစ္စည်းများနှင့်ဆက်ဆက်နီးပညာများဆေးရုပ်စုထံသို့ဆက်လက်စီးဆင်းခြင်းကိုတားဆီးပေးရန်မြမပြည်သူလူထုကိုစားနိုင်ငံတကာအတိုင်ဝန်ထံသို့တမ်းမကြီးဦးကျော်မိုးထွန်းကတောင်းဆိုပါရယ်ဆေးရုပ်စု၏အတူရောင်ရွေးကောက်ပွဲတွင်စစ်တပ်ကိုလက်နက်သုံး၍လူခွင့်ရေးချိုးဖောက်မှုများနှင့်ရက်ဆက်ကြမ်းကြုတ်မှုများပုံမှုကျူးလွန်နိုင်ရန်ဆက်လက်လှုပ်ခွင့်တာပေးစီမည်ဖြစ်ပြီး ်အရက်သားပြည်သူများ၏အသက်ကိုကာကွယ်စောင့်ရှောက်ရန်အတွက်စီအုပ်စုဤလှည့်ပြားသည့်လုပ်ငန်းစဉ်ကိုပြက်ပြက်သားသားပေးချရန်နိုင်ငံတကာတိုင်ဝန်ကိုတန်မဲကြီးကဆက်လက်တိုက်တွန်းပါသည် မြန်မာနိုင်ငံရှိလက်နက်ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးကိုစေယုစုကသာထိန်းချုပ်ခဲ့ကြောင်းရွေးကောက်ခံအရက်သားအစိုးရလက်ထက်တွင်ပင်စစ်တပ်သည်ရင်းထုတ်လုပ်ရေးကိုဆက်လက်လက်ဝဲကြီးအုပ်ထားပြီးမြေတီအရက်ဘက်ကြီးကြပ်မှုကိုမစိုးညင်းပယ်ခဲ့ကြောင်းကာကွယ်ပစ္စည်းထုတ်လုပ်ရေးညွှန်ကြားမှုရုံးအောက်တွင်စေယုစုသည်အသေးစားနှင့်အပေါ်စားလက်နက်များအမြောက်ကြီးများလူသက်မိုင်းများလက်နက်တပ်ဒရုန်းများစင်ကယ်ပောက်ကွဲစေတတ်တဲ့လက်နက်များကိုထုတ်လုပ်ကြောင်းရှင်းတို့ကိုတိုင်းရင်သားလူနည်းစုများအပါအဝင်အရက်သားပြည်သူများအပေါ်ပြစ်မှတ်ထားတဲ့ က်ခတ်ရန်အတွက်အသုံးပြုကြောင်းတန်အမကြီးကထောက်ပြပြောဆိုကြောင်းသိရှိရပါသည်ကုလသမဂအဖွဲ့ဝင်နိုင်ငံအချို့မှအကြမ်းဖက်စစ်တပ်ထံသို့ကုန်ကျန်းပစ္စည်းများလက်နက်များခဲယံမိကြောင်များနှင့်ဆက်ဆက်နှီးပညာများရရှိနေခြင်းကြောင့်စေအုပ်စု၏ပြည်တွင်းထုတ်လုပ်လက်နက်များကို ပိုမိုအားဖြင့်နေစေကြောင်းလည်းထောက်ပြပါရသည်။2020ခုနှစ်ဖေဖော်ဝါရီလတရက်မှာ ဖေဖော်ဝါရီလကစပြီး2023ခုနှစ်မေလအထိကာလအတွင်းမှာဆေးရုံစုမှလက်နက်တင်သွင်းမှုဟာအမေရိကန်ဒေါ်လာ1ဘီလီယံနီးပါးတန်ဖိုးရှိခဲ့ကြောင်းထို့ကြောင့်တက္ကသိုလ်ကဆေးရုံစုထံလက်နက်ရောင်းချမှုပိတ်ပင်ခြင်းကိုအကောင့်ထည့်ဖော်ရန်နှင့် ပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်အတွက်တိုက်လေရင်စီအခြားစစ်ဘက်ရက်ဘက်နှမျိုးသုံးပစ္စည်းများနဲ့ဆက်ဆက်နည်းပညာများကိုစေရုပ်စုထံသို့ဆက်လက်စီးဆင်းနေခြင်းကိုတားဆီးပေးရန်မြမပြည်သူလူထုကိုစားနိုင်ငံတကာအတိုင်ဝန်သို့တောင်းဆိုလိုကြောင်းတမ်မကြီးကထည့်သွင်းပြောဆိုကြောင်းသိရှိရပါသည်။စင်ရဆိုမင်းအောင်လိုက်နိုင်ငံရေးတည်ပြီးအာဆီယံထိပ်သီးအစည်းအဝေးကြီးစပါတော့မယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အရှိတောင်အာရှတိုက်ကြီးကိုကိုးစားပြုပြီးအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံနဲ့ဂုံတရေရှိအာဆီယံခေါင်းဆောင်တွေကဒီထိပ်သီးညီလာခံမှာ၅နှစ်ကြာမြန်မာနိုင်ငံရေးဆုံးဖြတ်မှာဖြစ်ပါတယ်။မနေ့ကကျင်းပတဲ့အာဆီယံစည်းဝေးမှာ 5PC လို့အတူခေါ်တဲ့အများဆန္ဒ၅ချက်ကိုတစ်ခုမကျက်အကုန်လိုက်နာဆောင်ရွက်ရမယ်လို့အာဆီယံခေါင်းဆောင်တွေကထပ်တိုးတောင်းဆိုပါတယ်။ 2024ခုနှစ်အောက်တိုဘာလ9ရက်နေ့အလဲကျောင်းဥက္ကဋ္ဌလာဝနိုင်ငံဘီအန်ချင်းမြို့မှာကျင်းပမယ့်35ချိန်မြောက်ထိပ်သီးအစည်းအဝေးပြီးမှမြန်မာနိုင်ငံရေးရာစီရင်ဆုံးဖြတ်ချက်မှာဂုံတီရှိအာဆီယံခေါင်းဆောင်တွေကမြန်မာနိုင်ငံနိုင်ငံအကြက်တဲအတွက်မင်းအွန်လိုင်းဘက်ကသူတို့အာဆီယံတရားဝင်ချမှတ်ထားတဲ့ 5PC ကိုတခုမကျန်အကုန်လိုက်နာဆောင်ရွက်ရမယ်လို့ 5PC စက္ကစုကိုအထူးတလဲသုံးပြီးအပြတ်ပြောပါတယ် အာဆီယံဆမ်မစ်အာဆီယံထိပ်သီးအစည်းအဝေးဆိုတာအရှေ့တောင်အာရှနိုင်ငံတော်အကြီးအကဲတွေတက်ရောက်ကြတဲ့အထင်ကရအခမ်းအနားဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူဒေါအောင်ဆန်းစုကြည်လူကိုယ်တိုင်တက်ရောက်တဲ့2020ခုနှစ်ကျတော့ကိုဗစ်ကပ်ရောဂါတွေနဲ့မလို့38ချိန်မြောက်ထိပ်သီးအစည်းအဝေးကိုအွန်လိုင်းနဲ့ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတော်အစိုးရအကြီးအကဲဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်တက်တဲ့35ချိန်မြောက်ထိပ်သီးအစည်းအဝေးပြီးအာဆီယံရဲ့မြန်မာနိုင်ငံ၏အဆုံးဖြတ်အပေါ် 2019ခုနှစ်နိုဝင်ဘာ3ရက် အာဆီယံအလဲကျဥက္ကဋ္ဌထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့35ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုလူခိုရိုင်းအလဲနဲ့2020ခုနှစ်နိုဝင်ဘာ12ရက်အာဆီယံအလဲကျဥက္ကဋ္ဌ BNN နိုင်ငံကကျင်းပတဲ့38ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအွန်လိုင်းကနေမြန်မာနိုင်ငံတော်အကြီးအကဲဖြစ်သူနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တက်ရောက်တဲ့မှတ်တမ်းကိုတွဲတင်ပေးထားပါတယ်။အဲဒီလိုနဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ မြန်မာနိုင်ငံမှာအာဏာလုဖို့အကြမ်းနဲ့နိုင်ငံရေးရပြန်မေးဆွဲခံရတော့မြန်မာနိုင်ငံအုပ်ရှောင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကအာဆီယံကကျင်းပတဲ့ထိပ်သီးအစည်းအဝေးတွေမတက်နိုင်တော့ပါဘူးအာဆီယံကိုယ်တိုင်နဲ့ကုလသမဂ္ဂအတိမဲ့ပြုတဲ့မြန်မာနိုင်ငံတော်ရဲ့အစိုးရအကြီးအကဲဖြစ်သူဒေါအောင်ဆန်းစုကြည်ပြန်လွတ်ဖို့တရားခံမင်းအောင်လှိုင်ကို အတီလင်းတောင်းဆိုတဲ့အဲ့ဒီနေ့က2020ခုနှစ်အေဘီလ24ရက် အာဆီယံကောင်းဆောင်တွေမင်းအောင်လိုင်ကိုအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာမှာရှိတဲ့အာဆီယံအတွင်းမှုချုပ်ရုံးမှာခေါ်တွေ့ပါတယ်။စင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်ကိုတိုင်ဖမ်းချုပ်ထားတဲ့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ဖို့မင်းအောင်လိုင်ကိုအတိလင်းတောင်းဆိုခဲ့တဲ့အဲဒီကနေ 5PC ထွက်လာတဲ့နိုင်ငံရေးပြန်ပြီးဆွေးမှုနဲ့အာနာလူကျန်းစီမှုနောက်ရက်၈၀အကြာဥက္ကဋ္ဌဘရူနိုင်းဂျင်ညာချက်မှာ ပထမဆုံးအကြမ်းဖက်မှုတွေရပ်တန့်ဖို့အဲ့ဒီနောက်သက်ဆိုင်သူအလုံးဆွေးနွေးဖို့အာဆီယံဘက်ကအတည်ရင်းတောင်းဆိုတယ်။အဲ့ဒီကနေကအများဆန္ဒ၅ချက် 5PC ကိုနာခံဖို့မြန်အောင်လိုင်းကို တောက်လျှောက်တောင်းဆိုခဲ့တဲ့နိုင်ငံတကာအခင်းကျင်းမှာကိစ္စဝိစာဆိုတာတရားစင်ရေးဆိုင်ရာအမှုရဲတွေဖြစ်တဲ့အဲ့ဒီအရေးကိစ္စနဲ့ပတ်သက်ပြီးအဖွဲ့အစည်းတွေ ဆုံးဖြတ်ချက်တွေကိုဘင်းတင်လို့ခေါ်တဲ့တရားရေးရပြောရင်အပြီးပြည့်စင်ချက် ပြင်းလို့ပြောင်းလို့မရဘူးဖျောက်ဖျက်လို့မရဘူးလိုက်နာဆောင်ရွက်ခြင်းလှုပ်ဆောင်ခြင်းအထိအသက်ဝင်နေမယ်အဲဒါကြောင့်မို့2024ခုနှစ်ဒီဇင်ဘာ20ရက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံသားဝင်ကြီးကိုအထူးတလဲတွေ့ကြတဲ့အခါအာဆီယံရဲ့ပူရဲတူထောင်သူဖြစ်သလိုဥဆောင်သူလည်းဖြစ်တဲ့စင်ကာပူနိုင်ငံရဲ့နိုင်ငံသားဝင်ကြီးမစ္စတာဒေါက်တာဗီဗီယန်ဗာလက်ခရန်ရှန်ကိုရိုင်းမြန်မာနိုင်ငံရေးအတွက်အခေယာဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့လူသီးရှင်ကြားထပ်ပြီးတောင်းဆိုခဲ့တဲ့အာဆီယံအဖွဲ့အစည်းတစ်ခုလုံးရဲ့ဂုဏ်ဆောင်ဖြစ်တဲ့ 5PC ထွက်တာကဘာကြောင့်လဲ 2021ခုနှစ်ဖေဖော်ဝါရီလတရက်ကဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ရွေးကောက်ခံဆိုရစီကအာနာကိုလူရက်ဖို့အကြံစီနဲ့နိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံကံနဲ့လူသားမျိုးနွယ်ဆိုင်ရာစေရာဇောကောင်ကြီးမင်းအောင်လိုင်းလက်အောင်မြမစစ်တပ်ကကမ္ဘာမြေကို တုံ့လုံစေခဲ့တဲ့နိုင်ငံရေးရပြန်ပြီးဆွဲတဲ့ရာဇဝမှုကြောင့်ဖြစ်တဲ့နိုင်ငံရေးရပြန်ပြီးဆွဲခဲ့တဲ့ရာဇဝမှုကြောင့်ဖြစ်ပါတယ်